အားလုံးမင်္ဂလာပါကြံ့ဟောကဘလောက်ရေးကြီးလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာပဲဟုတ်ပါတယ်ကျွန်တော်တို့ကြံ့ဟောရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နံပါတ်၁ချက်ကျွန်တော်တို့မိမိအလုပ်တစ်တစ်ခုရောက်လာပြီဆိုလို့ရှိရင်မိမိအနေနဲ့တစ်ထည့်မှန်ကန်မယ်ဆိုလို့ရှိရင်မိမိအတွက်ကအခွင့်အရေးကဘာတွေရှိလဲဆိုတာကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ဒီမိမိတစ်ထည့်နဲ့တူမယ်ဆိုရင်နံပါတ်၁ကျွန်တော်တို့ ပကံဆန်ခွန်ရမှာဖြစ်ပါတယ်။နံပါတ်2ချက်ကျွန်တော်တို့တွေဒီဌာနဆိုင်ရာဖွဲ့စည်းတွေအနေနဲ့မိမိလုပ်နေတဲ့လုပ်ငန်းခွင်ကိုလာရောက်ဝင်ရောက်စစ်ဆေးမယ်ဆိုလို့ရှိရင်မိမိအသေးတူတဲ့အတွက်မိမိမှာဘလို့အခက်ခဲမှဖြစ်လာကြအကြောင်းမရှိပါဘူးပေါ့နော်။ဆိုတော့နောက်တစ်ချက်အနေနဲ့ကကျွန်တော်တို့တမိမိတထဲတူနေပြီဆိုလို့ရှိရင်မိမိအနေနဲ့လုပ်ငန်းရှင်ကမိမိကိုအလုပ်သမားခွင့်ချိုးဖောက်တာတော့တကောင်ကျွန်တော်တို့ လောက်အားကမရဆိုရင်ပေါ့နော်ကျွန်တော်တို့လောက်အားလောက်အားကများရှိခဲ့ရင်လည်းကျွန်တော်တို့တွေအလွယ်တကူတိုက်တန်းနိုင်တယ်ပေါ့နော်ဟုတ်ဒါကတော့ကျွန်တော်တို့ဒီကြက်ကိုရှိမယ်ဆိုရင်ဒါကကျွန်တော်တို့အတွက်ကောင်းကျိုးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကြက်ကိုရှိမယ်ဆိုရင်ကျွန်တော်တို့တွေဒီပကံစခွန်းရှိလာမယ်ဆိုပကံစခွန်းကကျွန်တော်တို့ဒီလုပ်ငန်းခွင်တွေမှာထိခိုက်နစ်နာမှုတွေရှိလာမယ်ဆိုရင်ကျွန်တော်တို့အလွယ်တကူလိုက်လို့ရတယ်နော်ကျွန်တော်တထေးတူတဲ့အတွက်ကျွန်တော်ပကံစခွန်းကြီးကိုပုံမှန်သွင်းလို့ရတယ်အကယ်၍များကျွန်တော်တို့ဒီလုပ်ငန်းခွင်ထဲမှာကျွန်တော်တို့က ထိခိုက်မှုဖြစ်လာပြီးကျွန်တော်တထေရလည်းမတူတဲ့တော့ကျွန်တော်ပကံစခွန်ကတွန်းလို့မရတော့เนาะပကံစခွန်တွန်းလို့မရတဲ့အတွက်ဆိုလုပ်ငန်းခွင်ထဲမှာထိခိုက်နစ်နာပြီးဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ပကံစခွန်လိုက်လို့ရတော်များလဲကျွန်တော်ပကံစခွန်ရှိတဲ့လူတက်စားလို့ရှိရင်သူကအများကြီးအချိန်ကြန့်ကြာတယ်ပေါ့เนาะအများကြီးအချိန်ကြန့်ကြာတာရှိတယ်အဲ့တော့ကျွန်တော်တို့ဒီရွှေပြောင်းလုပ်သားအနေနဲ့ကျွန်တော်တို့ဒီဒီပေါ့เนาะသူများတွေကအေးအောင်ကြောက်မလို့နေလေးတစ်ရွက်ပဲရှိရင်ရတယ် နော်ကျွန်တော်တို့သူတို့ပြောနေတာကြီးပြောလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ဒီရွှေပြောင်းကျွန်တော်တို့လူသမားရဲ့အနေနဲ့မပေါ်ဆပါနဲ့ကျွန်တော်တို့ကကိုပစ်ကိုခံရတာပါနော်ကိုကိုခံရပါကိပွဲစားတွေရတော့တော့ကောင်းမို့နော်ညဟိုစားရရှိတရားတယ်ဒီဟာစားရရှိရတယ်မင်းတို့ပူစရာမလိုဘူးအလုပ်ဟုတ်တယ်ကျွန်တော်တဒင်ကတည်းကတော့ကျွန်တော်တို့အစားစားတန်းတွေကမစုံလဲကျွန်တော်အလုပ်လုပ်လို့ရတယ်ဆိုတော့တော်များလဲကျွန်တော်ရေးရှည်မှာဆိုလို့ရင်ကျွန်တော်တို့တော့အများကြီးဆုံးရှုံးနေတာမျိုးရှိပါပဲနောက်တစ်ခုကကျွန်တော်တို့ MOU တမားတွေအနေနဲ့ကလည်းကျွန်တော်တို့ ဒီမြန်မာနိုင်ငံနေတက်လာတယ်ကျွန်တော်ဆောက်လုပ်ရေးနေတက်လာတယ်ပြီးွားရင်ဒီအလုပ်တွေမရတဲ့အတွက်ကျွန်တော်တို့နှီးစက်အလုပ်တွေကိုသွားကြတယ်အရင်ကျွန်တော်တို့အလုပ်တွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီကြက်မအော်ထားတဲ့ဟာတွေနဲ့ဒီတိုင်းသွားတဲ့အတွက်ကျွန်တော် password ကင်ထားတော်များလည်းကျွန်တော်တို့အဲ့ password စာအုပ်ကတကယ်ကြေဖွဲ့စည်းတွေကလုပ်ငန်းခွင်တွေမှာဝင်စစ်နေပြီဆိုလို့ရှိရင်တို့တွေရဲ့ကလုံးဝမြန်မာနိုင်ငံပြတ်ဖို့ခံရမှာဖြစ်တယ်လို့ပြည်ဝင်ခွင့်လည်းနည်းနည်းပိတ်ခံထိမှာဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ ီမိမိကအမှန်ကန်ဘွားနေပြီးတော့ကျွန်တော်တို့က black list ဘွားကိုဖြစ်သွားတာပေါ့နော်ဆိုတော့ကျွန်တော်တို့တွေဟိုလူပြောတဲ့စကားကိုလည်းမယုံပါနဲ့ဒီလူစကားပြောတဲ့စကားကိုလည်းမယုံပါနဲ့ကျွန်တော်ထိုင်းနိုင်ငံမှာနေတဲ့အတွက်ထိုင်းဥပဒေဥပဒေပေါင်ထဲမှာကျွန်တော်တို့ဖြည့်နိုင်မယ်ဆိုလို့ရှိရင်ရှိတာကကိုယ့်အတွက်အလုံးကြုံလို့ဖြစ်ပါတယ်ကျွန်တော်တို့ဒီပွဲစားတွေပြောတဲ့စကားတွေကိုမယုံကြည်ကြပါနဲ့ပေါ့နော်ဒါကတော့ကျွန်တော်ဒီနေ့ကျွန်တော်ဒီရွှေပြောင်းမြန်မာလူသားတွေအနေနဲ့ဒီအရာလေးကိုကျွန်တော်ဝေမျှပေးတာဖြစ်ပါခင်ဗျာ